မင်္ဂလာပါရှင်တဲ့ဘောင်တထမွန် channel ကြိုဆိုပါရရှင်ဒီနေ့မှာပေါ့နော်အဲကျမကိုဒီ TikTok မှာကော YouTube မှာပေါ့နော်ဟိုသူတင့်အကြောင်းတွင်းနေလားဆိုတာလေးသင်ပေးပါဆိုလို့ပေါ့နော်ဒါလေးလည်းမတင်တာလည်းကြာပြီဆိုလို့ပေါ့နော်အော်ဒီဗီဒီယိုလေးကို quality review လေးလုပ်ပေးပါမယ်နော်အဲ့တော့ဒီနေ့ review လေးက general review လေး time lapse review လေးဖြစ်ပါတယ်အဲ့တော့ဒီ review လေးကဆိုရင်ဖြည့်ဖြည့်ဘယ်ချိန်ကြီးကြီးပေါ့နော်ကိုကြည့်ရတဲ့အချိန်အစားပြီးတော့မှအကျုံးဝင်ပါတယ်နော် တော့တဖက်သူကပေါ့နော်အဲကို့အကြောင်းသူတွေးနေလာပေါ့နော်အသူဘာတွေလုပ်နေလဲသူကို့အကြောင်းအဲတွေးနေလားသူတခြားဘာအောင်းနေရှိနေလဲပေါ့နော်အဲ့တော့တဖက်သူနဲ့ပတ်သက်ပြီးတော့မှသူ energy ကြီးမယ်သူဘာတွေတွေးနေလဲပေါ့ဘာတွေလုပ်နေလဲဆိုတာကိုကြည့်ပြမယ်နော်အဲ့တော့တဖက်သူရဲ့ energy ကိုစစ်ပေးထားရယ်နော်အဲ့တော့ကိုသိကျင်တဲ့တဝူတရားကိုလည်းကိုအောင်ပြုပြီးတော့လည်းကိုကြည့်လို့ရပါတယ်เนาะအဲ့တော့တစ်ဖက်သူ energy ကျမယူကြည့်ရမယ်เนาะအဲ့တော့ကျမကျမဒီ tarot card ကိုပြီးဆွဲရမယ်ဒီကတစ်ဖက်သူ energy ကြည့်ရမယ်เนาะ Oh message imported. sorry ပါအတန်လေးနဲ့ noisy ဖြစ်သွားရင်နည်းလေး sorry ပါနော်ပေးမှာနည်းလေးအတန်လေးစူးနေလို့ပါအော်လေ message imported ဆိုတော့လေအတန်လေးကြားလာမသိနော်အဲ့ message imported ဆိုတော့တစ်ဖက်သူကကိုရောကလေကိုအကြောင်းတွေးပြီးကိုကိုတတိယနေရမျိုးเนาะအဲ့တော့ကိုနဲ့ပတ်သက်တဲ့ဒီအမှတ်တရလေးကိုလေဒီလိုမျိုးပေါ့เนาะတချို့လေးလေဒီအလားစကူလေးမှာလေစာလေးရေးပြီးတော့မှလို့ အဲစာလေးရေးတင်ထားတာမျိုးပေါ့နော်အဲတင်ထားပြီးတချို့ဆိုလို့ရှိရင်ဒီတင်ထားတဲ့အရာလေးကိုပလင်းလေးကိုလေဒီတနေရာဖျက်ပြတာမျိုးပေါ့နော်အဲဒီမှာကျတော့ဟိုတချို့ကျတော့လည်းအဲပြောမလို့ဆိုလို့ရှိရင်ပုံသတိရတိုင်းပေါ့နော်အဲ့တဲ့သတိရတိုင်းတစ်ဖက်တူကဘလို့အနေထားရှိလဲဆိုတော့လေ အဲစာလေးတွေရေးတယ်ရေးပြီးတော့တတိယလိုင်းသူစဘာသူသူလက်ရှိသူဘလို့ခံစားနေရလဲဘာတွေးရဲပေါ့နော်အဲခံစားချက်ကလေးရေးလိုက်ပြီးပလင်းနဲ့ထည့်ထားလိုက်ဆိုတော့လေအဲသူဒီလိုမျိုးလေးလုံနေတာမျိုးနောက်တစ်ခုတွေ့ရတာသူဒါရရေးတာမျိုးလည်းဖြစ်တယ်မျိုးနော်အဒါရရေးလေးသူထိတ်လေးနေပေါ့နော်ဒီဒီနေ့မှတော့သူဘာလုပ်ခဲ့တယ်အဲသူကိုယ်နဲ့ပတ်သက်ပြီးဘာတွေကိုတွေးနေလဲပေါ့နော်ဘာတွေတွေးမိနေရအတွေးလေးပေါ့နော်အတတိယလေးအကြောင်းလေးကိုသူအဲရေးနေတာမျိုးပေါ့နော်ဒီမှာကြည့်ရတာလေး တေချာကသူ့ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုသိရလိုက်တွေးနေတယ်ပေါ့နော်အဲ့တော့လက်ရှိမှာလည်းသူနှစ်လေးအလုံးရှုံနေတာမျိုးလည်းဖြစ်ကောင်းဖြစ်နေမယ်အဲ့တော့တင်းတဲ့ဒီမှာမြင်ရတာလေအချို့လေးတင်းတဲ့အဆက်အသွယ်ပြတ်နေတာမျိုးပေါ့နော်အဆက်အသွယ်ပြတ်နေကြတယ်အဲ့တော့ဟိုတစ်ဖက်သူကဟိုတစ်ဖက်သူနဲ့ကိုယ်နဲ့ကြမှာအဆက်အသွယ်ပြတ်နေရယ်အဲ့တော့သူနဲ့ကိုယ်နဲ့ကြမှာဟိုဘယ်လိုမျိုးလဲစာလေးပို့ပြီးတော့တစ်ဖက်သူကကိုယ့်ကိုအမ်ပို့ဖို့အတွက်ကိုစဉ်းစားနေတာမျိုးတွေးနေတာမျိုးလည်းရှိရယ်ပေါ့နော်အဲဟိုဘယ်လိုမျိုးလဲအဆက်အသွယ်လေးပြင်ရခြင်းတာမျိုးလည်းတွေ့ရတယ် တော့တချို့လေးတွေကြတော့လည်းအဆက်အသွယ်ရှိတယ်ဒါပေမဲ့လည်းအဆက်အသွယ်ကရလိုက်မရလိုက်ဖြစ်တာမျိုးပေါ့နော်ဒီလိုနေသားမျိုးလည်းတွေးရတယ်အဲ့တော့သူကတော့ကိုယ့်အကြောင်းတွေးနေရယ်နော်အဲ့တော့တစ်ဖက်သူကိုယ့်အကြောင်းတွေးနေရယ်ကိုယ့်နဲ့ပတ်သက်တဲ့စာလေးတွေပေါ့နော်အော်ဟိုတချို့လေးကြတော့လည်းကိုယ့်ဆိုရှယ်မီဒီယာကနေ message လေးပေးတာမျိုးပေါ့နော် message သူနဲ့ပတ်သက်ပြီးတော့တတိယအကြောင်းလို့ဒီအမ်စာလေးပို့နေရယ်ဆိုအနေထားလေးတွေးရတယ်နော် message important မှာဆိုရင်တော့လေ အခုခန်းစားချက်ရင်းလေးကိုတချို့လေကရေးပြီးတော့မှတင်ထားတာမျိုးတချို့ကျတော့လည်းကိုခန်းစားချက်ဖွင့်ဖွင့်ဟပြီးတော့မှတစ်ဖက်သူကိုမရအဲသူကသူ့ရဲ့ခန်းစားချက်ကိုသိအောင်ဖော်ပြတာမျိုးပေါ့နော်ဒီလိုနေထားမျိုးတွေ့ရတယ်နော်အဲ့တော့နောက်တစ်ခုကြည့်မယ်ဟိုတင်ကားရတဲ့တင်ကားကိုသိချင်တာပေါ့တစ်ဖက်သူကလေအတွေးတော့တော်တော်များတယ်နော်အဲ့သူ့အတွေးထဲမှာတင်လဲပါတယ်နော် တင်တင်တင်အကြောင်းလည်းတွေးတယ်အဲ့တော့သူ့ရဲ့အနာဂတ်တလည်းသူတွေးတယ်နော်ပြီးတော့သူ့မိသားစုပေါ့နော်သူ့မိသားစုအတွက်သူဘယ်လိုလေးဆက်လုပ်ရမလဲဆိုတဲ့အနေထားတွေးနေတယ်အော်ကြည့်ရတဖက်တူဝန်လေးလေးအထူးကျန်ဆန်နေရလို့တော့တွေးရတာလက်ရှိမှာလေအထူးကျန်ဆန်နေတဲ့အလုပ်တွေများပြီးတော့မှအလုပ်တွေပေါ့နော်အလုပ်တွေမှာအအောင်များနေတဲ့အလုပ်တွေလုံးအလုပ်တွေများပြီးတော့ပြောမဆိုရင်သူကဟိုအလုပ်နဲ့ဟိုဘယ်လိုမျိုးလဲအလုပ်နဲ့အဲအချိန်ကုန်နေတာပေါ့သူ့ဘဝကလေအလုပ်နဲ့အချိန်ကုန်ပြီးတော့မှသူ့ဘဝအတွက်ဟိုပြောမလဲဟို ထီးကျန်လို့ခံစားချက်တွေသူဖြစ်နေတာမျိုးเนาะထီးကျန်တယ်အဲသူ့ကောင်းထဲမှာသူအလုပ်တွေလုပ်ရမယ့်အရာတွေပေါ့เนาะသူအနာဂတ်တက်ဘလို့တွားမယ်ဆိုအနေအနေထားတွေတော့သူရှိတယ်အဲတင့်ဝင်လဲသူမှာတတိယနေဆိုအနေထားเนาะတင်ကာဆိုတော့လေတွေးနေတာเนาะသူကောင်မလေးရလေကောင်မလေးရတွေးနေတာဆိုအမျိုးသားပြအမျိုးသမီးဖြစ်ရောเนาะတင်ကြောင်တွေးနေတဲ့တစ်ဖက်လူကလေး တွင်းနေတဲ့စာလေးပို့ချင်တယ်ပို့ဖို့လည်းပြင်နေတာမျိုးတော့အဆက်သက်ပြတ်သက်သူတွေကလည်းပြန်ပြီးတော့မှတဖက်သူကတင့်ဟောပေါ့နော်အဲပို့ဖို့ပြင်ဆင်နေရဆိုအနေထားလေးလည်းတွင်းရတယ်နော်အဲ့တော့တဖက်သူဘာတွေတွင်းနေလဲကြည့်မနော်အဲ့တော့တဖက်သူသူဘာတွေတွင်းနေလဲပေါ့နော် တော့အရင်ဆုံးသူကိုယ့်အကြောင်းတွေးနေတာအရင်ကြည့်လိုက်မယ်နော်အဲ့တော့တစ်ဖက်သူကိုယ့်အကြောင်းတွေးနေတာသိချင်ပါတယ်ဒီမှာတော့တွေးရဲ့အနေထားလေးတော့တွေးရတယ်ဗောနော်အထဲတော့နဲ့အရင်ဖတ်ကြည့်လိုက်မယ်နော်အဲ့တော့တစ်ဖက်သူ quality လေးရဲ့တစ်ဖက်သူဗောနော် quality လေးရဲ့တစ်ဖက်သူက quality လေးကြောင့်တွေးလာသိချင်ပါတယ်အဲ့တော့အိုဟာမေတွေးနေရယ်နော်အထီးကျန်စမ်းနေရယ် တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းသူမှ hero fortune မှာဆိုလည်းသူသူ့ဘွားတော့ရက်တင်မှုတစ်ခုလည်းသူတစ်ဖက်ကလည်းရှာနေရတာမျိုးပေါ့နော်အဲ့တော့နည်းနည်းလေးပြန်မှန်းနေတဲ့အနေထားမျိုးစွန်စားရတချို့အလုပ်တွေမှာဆိုသူပြန်မှန်းနေအဲပြောလို့ဆိုတစ်ဖက်သူကစွန်စားရတဲ့အလုပ်တွေလည်းသူသဘောကျတယ်ဟိုနည်းနည်းလေးသူ့ဘွားအတွက်သူအထူးကြံစမ်းပြီးပြန်မှန်းနေဆိုအနေထားမျိုးတွေ့ရနော် major cut တွေပဲကြာလာမှာကြည့် Hamid ရဲ့ hero fortune နဲ့အဲ့ဘွားတစ်ခုမှာဆိုသူ့ဘွားအတွက်ပေါ့နော်သူ့ဘွားမှာဆိုပြီးကြည့်ရသူနည်းနည်းဟိုပေါ့ဟို ပင်မဆင်းရဲနဲ့ပဲသူဖြစ်တန်းခဲ့ရတယ်ပေါ့အလုပ်လုပ်ဆိုတော့ပင်မပင်မဆိုတာလောက်တဲ့ခါမှာသူနဲ့လေးနားကျင်နေပြီးကြည့်ရတာလေနားကျင်နေပြီးတော့သူလက်ရှိမှာဆိုဟိုပေါ့စူးစမ်းအထုတ်ပြီးတော့မှအဲဒီအနေထားမှာဆိုရင်သူသေချာလေးပေါ့နော်ဟိုငွေကြေးသေးတော့ဟိုအဲဟိုပေါ့သူဟို ကောင်တယ်ပေါ့ဇာတခုဘလို့တခုပေါ့နော်အဲဒီလိုမျိုးလုပ်ဖို့တစ်ခွက်ကိုသူစူးစမ်းပြီးတော့မှဒီလုံနဲ့ပဲသူအဲသူတွေးနေရပေါ့နော်ဒီလက်ရှိတော့စူးစမ်းမယ်သူအကောင်တယ်ပေါ့မယ်အလုပ်တစ်ခုအတွက်အရင်နေ့တခုသူအခြေခံခံလေးရပြီဆိုတာနဲ့သူပြောမှာဆိုလို့ရှိရင်ဟိုသူ့ဘဝ stable ဖြစ်တဲ့အလုပ်မျိုးပေါ့နော်ဒီစူးသူသူရင်းခုနပြောတဲ့ ူလှုပ်ချင်တဲ့အလုပ်တစ်ခုကသူ့ဘဝအတွက် stable ဖြစ်တဲ့အလုပ်တစ်ခုကိုသူရွေးလှုပ်တစ်ခုမျိုးပေါ့နော်သူရွေးချယ်ပြီးတော့မှတတိယရင်းလေးနဲ့သူသွားချင်းတယ်လက်ရှိမှာသူတည်ငြိမ်မှုတော့အရင်မရှိဘူးသူပင်ပန်းနေတာမျိုးပေါ့နော်အဲဘယ်အလုပ်လေးဟိုအလုပ်ကိုဆိုရင်သူကအလုပ်မရွေးဘူးစိတ်ပင်ပန်းခံတယ်သူပင်ပန်းခံပြီးတော့မှသူစူးစမ်းအားထုတ်နေတဲ့အနေအထားမျိုးမှာဆိုရင်လေအဲသူစူးစမ်းမှုတွေရောလုပ်တယ်ဒါပေမဲ့စိတ်ပင်ပန်းမှုတွေရောရှိနေရပေါ့နော်အော်ဒီမှာဟာမဲ့မှာဆိုလဲ သူ့ဘဝအတွက်ပေါ့နော်အများအားသူ့ကိုတွေးနေတာမျိုးပေါ့နော်သူဘယ်လိုမျိုးတွားရင်ကောင်းမလဲဘယ်လိုဖြော့ကြော့ဖြတ်ကောင်းမလဲပေါ့နော်အများတွေးတောနေတဲ့အနေထားလေးတွေးရတယ်နော်အဲ့တော့ဒီမှာကတော့သူ့ဘဝအတွက်တော့အရင်ဆုံးဦးစားပေးပေးတွေးနေတာမျိုးပေါ့နော်အဲ့တော့လက်ရှိအဲ့တော့ collective လေးရဲ့တစ်ဖက်သူ့သူဘာတွေတွေးရတဲ့ကြံပါလဲအဲ့တော့တစ်ဖက်သူ့တင်ချောင်းတွေးနေလားပေါ့နော်အဲ့တော့တစ်ဖက်သူကတင်ချောင်းတွေးနေလားနော်တမပြောတာလေးပြောရင်းနဲ့ပြောက်သွားပြန်တယ် ပတ်တစ်ဖက်သူတင့်ချောင်းသွင်းနေလားသိချက်ပါတယ် quality တွေရဲ့တစ်ဖက်သူ quality တွေချောင်းသွင်းနေလားသိချက်ပါတယ် pyro ones pyro ones အဲ့တော့အလုပ်တွေစူးစမ်းနေရနော်တင့်ရှိ တင်းနဲ့ကွန်မက်ကွန်မက်တခုရှိလေမဒီနေထားရဖို့အတွက်သူဒီ step by step သူဟိုအခက်ခဲတွေရှိတဲ့နေရာမှာသူစူးစမ်းနေရဆိုတော့လေတင်းကျတော့တင်းနဲ့ပတ်သက်ပြီးတော့မနှိစက်ဆင်နေဆိုတဲ့အနေထားလေးပေါ့နော်သူစူးစမ်းနေတွေးနေရဆိုတော့တွေ့ရတယ်နော်အဲ့တော့တစ်ဖက်သူပေါ့နော်တင်းကြောင်တွေးနေတာတစ်ချက်ပါပဲဒီမှာတော့ emotion တိတ်မတွေ့ရအောင်နော် emotion သူအလုပ်ကိုပဲဦးစားပေးနေတာမျိုးပေါ့နော်ကြည့်ရတင်းနဲ့သူနဲ့ကြာမှာလည်းအချိန်ပေးနိုင်တာဖြစ်ကောင်းဖြစ်နေမှာပေါ့နော်ဒီမှာကြည့်ရလေ တကြမ်းကြီးဒီမှာသူ့ emotion သင်နဲ့ပတ်သက်ပြီးတော့ emotion နဲ့တိတ်မတွေ့ဘူးပေါ့နော်သူ့ဘဝမှာသူ့ဘဝပတ်ဝန်းယူစရာမိဘလည်းရှိရယ်ပေါ့နော်မိဘရှိရယ်သူ့အတွက်ပေါ့နော်သူ့ရှင်ရေးအတွက်အကိုအတွက်ဆိုတဲ့အနေထားမှာဆိုသူနည်းလေးကိုစိတ်တင်များနေတာမျိုးဖြစ်ကောင်းဖြစ်နေမှာဒီနေထားမှာလေအဲ့တော့တစ်ဖက်သူတင်ချောင်းတွေးနေတာသိကြပါတယ်တော့ပန်ဒီကရီပဲကြာနေနိုင်ရောပန်ဒီကေအော်တေချာတင်ချောင်းတော့တွေးတော့တွေးတွေးပါတယ်တွေးနိုင်ရောပန်ဒီကေမှာဆိုသူပေါ့တေချာလေးသူ့ ဟိုပေါ့ဒီအလုပ်လေးကိုဟိုတခြားလေးသူရောက်အောင်အဲတဖြည်းဖြည်းနဲ့သူစူးစမ်းနေသူလိုချင်တဲ့အနေအထားတစ်ခုရအောင်စူးစမ်းနေရမျိုးပေါ့စူးစမ်းမှုတွေတော့ရှိနေတဲ့အနေအထားပေါ့တွေ့ရတယ်အဲ့တော့ထပ်ကြည့်လိုက်အောင်မနော်အဲ့တော့ quality လေးတက်ဖတ်သူ quality လေးကြောင်းတွင်းနေလာသိကျင်ပါတယ်အိုးမိချကကြတယ် hydrophant တေးချာလဲပေါ့နော်ကိုးကြောင်းတော့တွင်းနေနော်ကိုးကြောင်းတွင်းနေတယ်အဲ့တော့ ပင်မနဲ့ခါမှာဆိုရင်လည်း तू ကဘယ်လိုမျိုးလဲသိလားအပင်မနာကို तू ကလည်းအပြောရသဘောဖြစ်သူ့ကိုကို तू ပေါ့နော်ပင်မနဲ့ဆိတ်ရှုပ်လာတဲ့အခါလေ तू ရှိရသလားအဲ့ခါကျသူ့ကို तू ပေါ့နော်အဲဟိုဘယ်လိုလဲစိတ်ညစ်ဆရာမဖြစ်ဘဲနဲ့စိတ်ဖော်ဆရာအနေနဲ့ तू တွေးပြီးတော့ပဲသူ့ဘဝ तू ပျော်ပျော်လေးနဲ့ तू ရအောင်ဖြတ်တန်းနေတာမျိုးတကယ်တော့ तू ကအထီးကျန်ဆန်နေရဒီမှာကြည့်ရတာလေဒီမှာဟာမဲတဲ့ဟိုင်ရိုဖတ်မှာတကယ်တော့သူ့ကို तू က तू အထီးကျန်ဆန်နေရအထီးကျန်ဆန်နေတဲ့ဟို ဟိုဘ ᱹ ရုကိုတခါကျသူ့ကိုသူဘ ᱹ ရုကိုသတိရလို့သတိရမယ်မသိလွမ်းလို့လမ်းမသိအောင်တခါကျသူဖြစ်နေတာမျိုးပေါ့နော်။ဘာကြောင့်လဲဆိုသူအလုံးနဲ့သူ့အိမ်လူမျိုးပေါ့နော်သူကိုလူပဲသူသွားနေရတာမျိုးပေါ့နော်။အော်အလုံးမှာလည်းအဲအာယုံနေအပြေဝယူနေရတဲ့အနေထားမှာဆိုရင်တခါစိတ်ပြင်းမှန်းမှုတွေရှိတဲ့ခါမှာသူ့ကိုသူ စိတ်ပင်ပန်းမှုကိုဖြည့်ဖြည့်ပတ်ဖို့အတွက်ဆိုသူ့ကိုယ်သူပြုံးပြုံးလေးနဲ့ပျော်စရာအရာလေးတွေတွေးပြီးပြီးတော့ပဲသူဟိုဘောနော်ပျော်စရာအရာလေးကိုသူ့ဆိုင်ထဲမှာစိတ်ကူးပြီးတွေးပြီးတော့မှပျော်ပျော်လေးသူ့နေရာမျိုးပေါ့နော်ဒီမှာဆိုဒီမှာ slick ကလေးတွေတွေ့ရသလားအော်သူတွေ့ရအခါမှာလေကိုနဲ့ဒီပေါ့နော်ဒီဟိုပြောမယ်ဆိုလို့ရှိရင်အနာဂတ်အတွက်ဘောနော်အပျော်ပျော်ရွှင်လေးတွားမယ်ဆိုအနေထားမျိုးလေသူတွေးနေတယ်ပေါ့နော်တကယ်တော့သူတင့်ချောင်းတော့တွေးနေတယ်နော်သူချောင်းတွေးတင့်ချောင်းတွေးနေတယ် တော့ပြောမယ်ဆိုအလုပ်လေးတွေကလည်းခက်ခဲလေးတွေရောရှိနေသူ့ဘဝမှာလေအဲသူလက်ရှိအလုပ်တွေလုပ်နေရခက်ခဲလေးတွေရှိနေနေသားလို့တွေ့ရတယ်เนาะအဲ့တော့တော့ထပ်ကြည့်မယ်เนาะအဲ့တော့ဥပါရီလုပ်နေလဲပေါ့เนาะအဲ့တော့လက်ရှိအဲ့တော့ quality လေးရဲ့တစ်ဖက်သူဘာကြီးလုပ်နေလဲသိချင်ပါတယ်အဲ့တော့ကျွန်မအနှစ်ကလောက်၃ကလောက်ဆွဲနိုင်မယ်အဲတေချာတဖတ်သူက high high pretense သူသူ့မသူ trigger ခတ်ပေါ့เนาะအဲ့တော့ကိုယ်နဲ့ပြန်လဲစုံစည်းကျင်နေပြီတလားသူလေအဲ reunion ပြန်ဖြစ်ချင်နေတာပေါ့เนาะပြန်လဲစုံစည်းကျင်နေပြီအဲသူ့စိတ်အပြောင်းလဲမှာပြန်လဲစုံစည်းကျင်နေဆိုနေထားတွေးနေတယ်နေထားအဲသူ့စိတ်ဒီခါကြရမှာသူအများအမ်းသူဒီမှာကြည့်ရတာတစ်ဖက်သူပါလေတစ်ဖက်သူကသူ့ကိုသူစိတ်စိတ်တည်နေအောင်လေဟိုပေါ့ဟိုလိုမျိုးလဲ အမီဒီရှင်းလောက်တာမျိုးမီဒီရှင်းမလို့နာမှာလေသူရဲ့စိတ်လေးကျင့်ကံလေးရေပေါ့နော်အဲဒီလေးကျင့်ကံလေးကိုလောက်တာမျိုးဆိုရင်အနေထားမျိုးတွေတွေ့ရတယ်နော်တစ်ဖက်သူကလေနည်းလေးသူ့ဘဝသူသူတည်ငြိမ်အောင်သူစူးစမ်းနေသူစိတ်တွေအများကြီးတည်ငြိမ်အောင်ပဲသူစူးစမ်းနေတာမျိုးပေါ့နော်သူ့ကိုသူတည်ငြိမ်အောင်နေတည်ငြိမ်အောင်သူနေနေတဲ့အနေထားမျိုးတခြားတော့သူသူ့စိတ်ကတက်ရှိတွေးပြီးပြီးတော့မှသူပြန့်လှန့်ပြီးရောက်တာလည်းဖြစ်နေပြီပေါ့နော်ဟိုဒီမှာထွေးရောက်ခတ်မှာဆိုလဲအကိုနဲ့အရင်လိုပြန်ဆောင်စည်းပြီးတော့မှပြျော်ရွှင်လေးသွားခြင်းနေပေါ့နော်ပြန်ပြီးတော့ဆောင်စည်းခြင်းနေပြီးဆိုအနေထားမျိုးတော့တွေ့ရတယ်နော် တော့တစ်ဖက်သူအော် collection ရဲ့တစ်ဖက်သူဒီဘာလေးလုံးလည်းတက်ကြပါတယ်ဒီမှာနောက်ထပ် nylon fibre ဆိုတာ fibre ဆိုတာ nylon ဆိုတာအဆောတွေပဲကြားတယ်အတွေးတွေတော့တော်တော်များနေတယ်တော့သူတေချာတော့သူတင်းနဲ့ပတ်သက်တဲ့အကြောင်းတော့တွေးရဲ့อืมတင်းနဲ့အနာကပ်ကိုအနည်းဆုံးဖြစ်အောင်သူလာချင်းနေတာပေါ့เนาะအနည်းဆုံးဖြစ် ဖြစ်လာလို့ရှိရင်မြန်ဆန်လေးနဲ့သူ့ရဲ့ဒီစူးစမ်းမှုအပိုင်းလို့မြန်ဆန်လေးနဲ့သူပြီးဆုံးချင်တာမျိုးပေါ့နော်မြန်ဆန်နဲ့ပြီးဆုံးချင်တဲ့မြန်ဆန်နဲ့အဆုံးသက်ပြီးတော့မှအသိရှိကိုလုံးဝဟိုဟိုအပြေးလေးလာခြင်းနဲ့နော်တဖက်နိုင်ရော့ဆာမှာဆိုနည်းလေးကလင်မြန်လေးနဲ့တက်တက်လက်ကလင်လာခြင်းနေတာမျိုးတွေ့ရတယ်ဖိုင်ရော့ဆာမှာဆိုနည်းလေးသူ့အတွက်ဟိုတချို့စိတ်ပြန်မမအရာလေးသူ့မှာရှိနေဒီမှာဆိုရင်ဖိုင်ရော့1ဖိုင်ရော့ဆာဆိုတော့လေနည်းလေးသူ့အတွက်ဘဝမှာဟိုဟိုအလုံမာတော့၎င်းသူ့အတွက်အခက်ခဲလေးတွေဖြေရှင်းရတယ်ဟိုအခက်ခဲလေးတွေ့နေရတာမျိုးပေါ့နော် ဒီခက်ခဲရလဲသူမိသားစုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးလည်းရှိနေမယ်သူမိသားစုရဲ့ financially ကဲ financially difficulty ပေါ့နော်နည်းနည်းစင်ပြေရာလေးတွေကိုသူဖြည့်ရှင်းနေရလို့ပါဆိုတော့နှစ်လေးသူ့အတွက်ဒီတာဝန်တွေကသူ့အတွက်ဝင်ပြီးနေတာမျိုးလည်းဖြစ်နေမှာပေါ့နော်အဲအလုံးမှလည်းဝင်ပြီးတယ်လို့သူ့ရဲ့တာဝန်တွေမှာလည်းနည်းနည်းတယောက်ဝင်ပြီးရဲ့ဆိုအနေထားမှာလည်းသူအဲမျိုးမျိုးလည်း pressure တွေများနေတာမျိုးပေါ့နော်နှစ်ခေါင်းကြိုက်တယ် pressure တွေများတယ်ပေါ့အဲအဲ့လိုမျိုးနေထားလို့တခြားတော့သူကတင်းနေပတ်သက်လာရင်တော့ဟို တင့်စီကိုအမြဲဆုံးတူဖြစ်နိုင်အမြဲဆုံးနည်းနည်းနဲ့ဟိုရောက်ရှင်နေတာဗောနော်အမြဲဆုံးနည်းနည်းနဲ့ shortcut နဲ့အဲအချင်းတို့အတွင်းမှာသူ့ရဲ့ရှိမှန်းချက်တဲ့အချင်းတို့အတွင်းမှာပဲရောက်ပြီးတော့တင်းနဲ့အနည်းဆုံးအမြဲဆုံးတွေ့ချင်နေတာမျိုးတွေ့ရတယ်နော်အဲ့တော့တစ်ဖက်သူဒီဘာကြီးလုံးနေတော့ကကတော့ကြာပါလေအဲ့တော့တစ်ဖက်သူသူလာဘာကြီးလုံးနေလဲဆိုသူအလုပ်ကတော့စူးစမ်းနေတယ်အလုပ်နဲ့စိတ်ပြင်းမှုတွေကိုလက်ခံရတယ် ဂန်ရောမိသားစုရဲ့ဂန်ပေါ့နော်အဲမိသားစုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးမှာနည်းနည်းပြင်ပမှုလေးရှိနေတာမျိုးစူးစမ်းအထောက်မှုတွေကပုံမှန်မပြတ်တော့သူလုပ်နေတာပေါ့နော် Three of ones အဲ့တော့ဟိုပြောမှဆိုရင်ကိုရှင်ကသူလာဖို့လဲတွေးနေရပေါ့နော်သူအမြဲသူတွေးတဲ့မှာကိုရှင်ရောက်ရှိလာဖို့အတွက်အချိန်ကာလတစ်ခုတည်းကိုသူအဲတွေးနေတယ်ဆိုတဲ့အနေထားလဲတွေးရတယ်အဲ့တော့ကြည့်ရတာဒီမှာကလည်း တချို့လေးကတော့အဝေးလေးတွေလည်းတွေ့ရတယ်နော်အဝေးလေးဟိုအဝေးလေးရှိတယ်တချို့လေးအဆက်သက်ပြက်နေရဆိုအနေထားလေးပေါ့နော်တချို့ကတော့အဆက်သက်တော့ရှိပါရဲ့နဲ့ဟိုပြက်လိုက်ရလိုက်ပြက်လိုက်ရလိုက်ပေါ့နော်ဟိုဆက်သွဲလိုက်မဆက်သွဲလိုက်အနေထားလေးလည်းရှိနေရဆိုအနေထားမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့တစ်ဖက်သူအဲ့တော့ကိုယ့်အကြောင်းတော့တွေ့ရနော်သူတွေးနေရဲ့နည်းနည်းလေးသူ့လက်ရှိနေထားမှာအရင် emotion တိတ်မကောင်းဆိုတော့လက်ရှိနေထားတင်းတဲ့သူနဲ့ကြာမှာနည်းလေးအဆက်သက်ပြက်လာလည်းဖြစ်ကောင်းဖြစ်နေမယ်နော် ဒီအနေထားဘာကြောင့်ဖြစ်လဲဆိုတော့သူစိတ်လည်းလည်းဟို emotion တွေရှိနေပြီးတော့မှ emotion ဆိုတာထက်သူ့ရဲ့ဘဝမှာဒီဟို fire one fire one ဆိုတော့လေအခက်ခဲလေးသူဖြည့်ရှင်းနေရတာမျိုးဟိုတာဝန်တွေပြနေတာမျိုးပြီးတော့တာဝန်တွေပြရဲအလုံးမှာ pressure တွေများနေတယ်အတိုက်ခိုက်တွေများနေတယ်တိုက်ခိုက်မဲ့သူတွေပေါ်ပေါက်လာတာမျိုးပေါ့နော်ဒီလိုအနေထားမှာသူလည်းလည်းစိတ်ရှုပ်နေရတာမျိုးတွေ့ရတယ်တေချာတင်တဲ့ reunion ပေါ့နော်ပြန်လည်ပြီးတော့ဆုံစင်းကျင်နေပြီတစ်ဖက်သူကတော့လေ အဲ့တော့ကျွန်မထပ်ကြည့်ပါအောင်မယ်အဲတစ်ဖက်သူအဲတစ်ဖက်သူရဲ့လက်ရှိ energy ကိုကြည့်လိုက်အောင်နော်ထပ်ပြီးတော့နော်တစ်ဖက်သူလက်ရှိ energy ကျွန်မမကြည့်ရအတည်ဟုတ်တစ်ဖက်သူလက်ရှိ energy ရောဘာလဲရှိလဲဒီကျွန်မလက်ရှိ energy လက်ရှိ energy ဒီကျွန်မတဲ့လက်ရှိ energy ကတော့ four particle နော်အဲ့တော့တေချာတာ relationship တစ်ခုကိုသူတင်းနေပတ်သက်ပြီးတော့ relationship တစ်ခုကိုသူအဲ ဆွဆွေမြဲလေးကိုဆုံးဆုံးရှင်ဘူးပေါ့နော်တချို့လေဒီမှာကြည့်ရတာလေကိုနဲ့အဆက်အသွယ်ပြည့်ပြီမလဲတစ်ဖက်သူအနေထားမှာလေဟိုအဆက်အသွယ်ပြည့်ပြီသူ့အနေထားမှာပေါ့နော်အဲတင်းကိုလက်တစ်လေးတို့တစ်ဖက်သူကတင်းနဲ့အဆက်အသွယ်ပြည့်ပြီမဲ့သူဆက်သွယ်ဖို့သူစ조사နေရယ်နော်ဆက်သွယ်ဖို့စ조사နေတယ်အိုဒီ relationship ကိုသူလက်မလွတ်ချင်ဘူးပေါ့နော်အเจ้าကအမျိုးကြောင့်နှစ်ယောက်ကြားထဲမှာဟိုဝေးကွာခဲ့ရလဲရှစ်ဖြစ်ကောင်းဖြစ်ပြီမလဲဒီအနေထားကိုသူတိချာလေး ဟိုကနော်ဆုတ်ကန်ပြီးမဆုံဆုံးရှင်ပန်းနဲ့သူ့ဘက်ကနေပြီးတော့ဆက်တွယ်ဖို့လေသူလုပ်ဖို့တွေ့ရတယ်နော်ပြီးတော့ဒီမှာငွေကြေးနဲ့ပတ်သက်ပြီးတော့မှလည်းသူစူးစောင်းနေတာမျိုးပေါ့နော်အဲစူးစောင်းနေတဲ့အနေထားလည်းတွေ့ရတယ်နော်အဲ့တော့တစ်ဖက်သူလက်ရှိ energy ပြချင်ပါတယ်တစ်ဖက်သူလက်ရှိ energy ကျွန်မဖတ်ကြည့်လိုက်မယ်နော်ဟိုဒလာပါတလာပါတလာပါဒီကလေးရရပါတယ်နော်ဘာမှဖြစ်တော့ပါအောင်နော်ဒီကလေးရရလောက်မှထင်တာပဲကတ္တရာလေးအရင်တိတ်မချပြရဲလို့ဆိုတာက ဒီလိုပဲလုပ်လိုက်မယ်ဒီလာတလာပါအောင်တလာပါကြရယ်ပေါ့နော်တလာပါဆိုတော့သူကတဲ့ဟိုပေါ့နော်တစ်ဖက်သူက collect တွေကိုစစ်မှန်သွားတဲ့သူချက်စင်းမြတ်တာတရားကိုပေးအပြည့်ဝပေးခြင်းနေရယ်ဆိုအနေထားပေါ့နော်အဲ့တော့ပြန်လည်ပေးခြင်းနဲ့ပြည့်ဝသူပေးခြင်းနဲ့ဆိုအနေထားလေးတွေ့ရတယ်အဲ့တော့တစ်ဖက်သူရဲ့ energy ကျွန်မထပ်ကြည့်ကြအောင်မယ်နော် ဒလဘာတွေ့ရတယ်เนาะအဲ့တော့တစ်ဖက်သူက energy ပြည့်ကျင်ပါတယ်။ဒီကြားတစ်ဖက်သူကသူချင်းချင်းမေတ္တာတွေရရှိနေလို့မယ်เนาะအဲ့တော့သူနဲ့တင်တဲ့ချာမှာအချင်းကလာတစ်ခုကွာဝင်မဲ့လဲချင်းချင်းမေတ္တာတွေကသူ့အတွက်သင်အမ်ပြောမှာဆိုရင်သင်အတွက်ကိုပေါ့เนาะသူ့ရဲ့ peace မှာချင်းချင်းမေတ္တာတွေရအရင်လိုပဲအမ်လက်ဆက်နေလို့ပေါ့เนาะနုပြိုလက်ဆက်နေတယ်အဲနောက်တစ်ခုကကြတော့စစ်စစ်မှန်နေရပေါ့အဲအဲ့လိုမျိုးတွေ့ရတယ်စစ်မှန်နေပေါ့เนาะအဲ့တော့အဲ့တော့တစ်ဖက်သူရဲ့ energy ကိုသူကျင်ပါတယ်။ ထမ်းတော့ဆိုတော့အဲ့တော့အရင်ကပြီးအရင်ကတင်တဲ့သူနဲ့ကြာမှာအရာတွေအဆင်ပြေတဲ့အရာတွေရှိလိမ့်မယ်ဒီနေထားတယ်မှာဆိုတော့သူဒီအရာတွေကိုသူ့ဘက်ကမှားခဲ့တာဖြစ်တင်မကပဲအမှားရှိခဲ့တာဖြစ်သူဒါတွေကိုသူလုံးဝကောင်းတာမှမထဲတော့ဘူးကြောက်ခိုင်းထားတယ်ပေါ့နော်ဒီနေထားတစ်ခုပြီးဆုံးသွားပြီဆိုတော့သူဒီအတိတ်ကဖြစ်ခဲ့တဲ့တင်တဲ့သူနဲ့ကြာမှာသူလုံးဝမိထားလိုက်ပြီပေါ့နော်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေရှိလိမ့်မယ်ဒီနေထားမှာအဲပြောမဆိုရင်မင်းသားတဲ့စစ်စစ်ရေးတစ်ခုလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်သူ့ဘက်ကသူ့ဘက်ကတော့လကောင်းပေါ့နော်ကိုယ့်ဘက်ကဖြစ်ဖြစ်ဒီမှားတဲ့အနေထားတွေကို तू က ကိုဘကမှားတဲ့အနေထားဆိုတော့သူလုံးဝဒီရတယ်သူပြန်ပြင်းမယ်အဲတင်းဘကမှားတဲ့အနေထားရှိခိုင်းရင်လည်းဒီရတယ်သူလုံးဝမပြစ်လာပြီးကြောက်ခိုင်းလာပြီးပေါ့နော်ဒီနေထားတွေ့ရတဲ့ဖက်သူပါလေအဲ့တော့တဖက်သူရဲ့လက်ရှိအနေနဲ့ပြောချင်ပါတယ်အဲ့တော့တဖူးပေါ့နော်အဲ့တော့ဒီလိုမျိုးတဖူးအနေချင်ပါဆိုရင်တော့ပေါ့နော်ဒီလိုမေးလိုက်ပြီးတော့မှအသစ်စတင်ချင်တာပေါ့နော်အသစ်စတင်ပြီးတော့မှတင်တဲ့တကယ်ညူးချာနေလေးကိုသွားချင်တယ်ပြီးတော့ရွှင်လေးနဲ့ ဖြတ်သန်းခြင်းနဲ့ဆိုအနေထားလေးပေါ့နော်ဘွားပေါ့ပါလေးနဲ့ဖြတ်သန်းမယ်အရန်ကြီး happy ကြီးတွေးမနေတော့ဘူးပေါ့ပါလေးနဲ့ပဲနှောက်သားပျော်ရွှင်စွာနဲ့ဖြတ်သန်းခြင်းနဲ့ပေါ့နော်အော်တွေ့ရတယ်ဘွားတစ်ဖက်သူရဲ့လက်ရှိ energy သိချင်ပါတယ်အိုး it's a panic game နော်အဲ့တော့ပြောမယ်ဆိုလို့ရှင်တင်းနဲ့တကယ်ကိုဟိုပေါ့ရေရှိတည်မြဲတဲ့ connection တခု saturation တခုကိုသွားချင်တယ်ဗောနော်တပတ်သူကသင်ဝင်လာပေးချင်တယ်ဟာဒီတခုအရင်တော့သူ့အတွက်အဲသူကသူကကို့ပေါ်ပြောမဆိုလို့ရှင်ပေါ့ပြပြနေတာအထင်ကပ်ပြီးမှလည်းဒီဒီလက်ရှိနေတာမှာဆိုတကယ်ကိုခိုင်မာတဲ့ connection ရရှိသွားမဲ့ဗောနော် saturation တခုကိုသင်ဝင်လာပေးချင်နေရဗောနော်လာပေးချင်တဲ့သင်ဝင်အဲလက်ခံစေချင်နေရဗောနော်ဒီမှာကြီးကသူ့လုံးဝရရှိပဲသွားမယ်တဲ့အဲဒီနေထားမှာဆိုရင်အဲ တင်ကိုလက်ခံလက်ခံစေခြင်းနဲ့ဟိုခိုင်မာတဲ့ relationship ကိုတည်ဆောက်ခြင်းနဲ့ပေါ့နော်တစ်ဖက်လူနေထားတွေ့ရတာပေါ့နော်အဲ့တော့တစ်ဖက်သူလက်ရှိ energy တည်ချင်ပါတယ်အဲ့တော့တေချာကတော့တင်နဲ့ပတ်သက်တဲ့အရာတွေသူတော်တော်များလေးတော့သူတွေးနေတာပုံမျိုးပေါ့နော်အော်တဖတ်သူရဲ့လက်ရှိ energy ကိုသိချင်ပါရဲ့။နိုင်တော့ပန်ဒီကေအိုးကောင်းလိုက်တာနော်။ဘောက်ခင်းတော့ပန်ဒီကေနော်။ ကျွန်တော်ပန်နေကအေးဆော့ပန်နေကအိုးတစ်ဖက်သူတစ်ဖက်သူကတင့်ဝင်တော့လုံးဝကိုဟိုတင်မကဆိုးခဲ့တယ်မှားခဲ့တယ်ဆိုတော့ तू ကလေပြုံးပြုံးလေးနဲ့ပဲကျင်းနဲ့လက်ခံပြီးခွန့်လုပ်ပြီးတော့မှ तू ဝက်ခန့်လုပ်မဲ့သူမျိုးပေါ့နော်ဒီမှာကြည့်ရတယ်ပြုံးနေရတင်မကြည့်ရတစ်ဖက်သူကတင်းနဲ့လေအတော့ရအပြအနှံငယ်ကြီးရဲ့အနေထားမျိုးပေါ့နော် အဲသူမှငွေကြေးပြည့်စုံတဲ့တနေ့ကိုသူရောက်အောင်ကြိုးစားမှာနော်သူခင်းတော့ပန်နီကယ်မှာရောက်လာလဲရောက်လာကိုရှိတယ်ဒီမှာဒီခင်းတော့ပန်နီကယ်နေထားမှာဆိုရင်ငွေကြေးပြည့်စုံလေးနဲ့ကိုပြည့်ဘယ်လိုပြောမှဆိုရင်ပြည့်စုံစွာဆိတ်ချမ်းတော်စာနဲ့ထားခြင်းသာမျိုးပေါ့နော်ထားခြင်းနဲ့ကိုနေရှင်တစ်ခုကိုလည်းရေရှည်ပေါ့နော်တင်းနဲ့လက်ထက်တဲ့အထိပြပြွှင်လေးသွားခြင်းသာမျိုးပေါ့နော်အဲ့လိုတွေးရတယ်နော်တစ်ဖက်တူပါလေအဲကိုနဲ့ရေရှည်ပေါ့နော် long term ပေါ့နော်အဲ့တော့ပြောရွှင်တဲ့မိသားစုဘဝလေးဖြစ်ဖို့သူတွားခြင်းနဲ့ဆိုတဲ့အနေအထားမျိုးတွေ့ရရယ်เนาะအဲ့တော့ တဖက်သူကတော့ဒီကိုနဲ့ပတ်သက်ပြီးတော့အများကြီးတော့တွေးနေရတယ်လားသူလေတွေးတော့တွေးနေရဒီမှာသူကိုနဲ့ပတ်သက်ပြီးတော့မှတော့အဲဘာမှမဟုတ်ဒီတခုတွေးရကိုနဲ့ပတ်သက်တွေးတဲ့အပြင်ဒီအနေထားတစ်ခုရောက်ဖို့အတွက်သူ plan နေဆွဲနေတာမျိုးလည်းဖြစ်တယ်ပေါ့နော်အော်တဖက်သူရဲ့ energy တိကျမှာလေတဖက်သူရဲ့ energy တိကျမှာလေအော်တမွန်တဖက်သူကအရင်အတွေ့အများနေရပါဘောနော် တော့ဟိုသူကသူအတွေ့အများကြီးမယ်သူစိတ်ကူးပုံဖော်တဲ့တိုင်သူရအောင်တော့မှာပေါ့နော်ကိုနဲ့ပတ်သက်တဲ့အတွေ့အများနေရမျိုးပေါ့နော်ဒီအတွေ့အများမှာတော့တင်ပါနေတယ်သူ့အတွေ့အများတော့လေအများကြီးဒီအတွေ့အများမှာတော့ဆက်ချားလေနေရပေါ့နော်သူကလေအတွေ့အများတော့အများကြီးရတယ်ဒါပေမဲ့ဒီအတွေ့အများမှာကိုပါတယ်ကိုပါတယ်ကိုနဲ့ဘယ်လိုသွားမလဲဆိုတဲ့အနေထားလေးသူဖြတ်တန်းဖို့တွေကိုအများစဉ်းစားနေရပေါ့နော်ဒါမို့ energy မှာဆိုရင်တော့ကြည်ရတာတစ်ဖက်သူကတော့အဲသူနဲ့ကိုနဲ့ပြောပြောမှာဆိုညောင်းသားကြမှာအနောက်ဆက်ရှိခဲ့တယ်ဒီအနောက်ဆက်ကိုလည်းအဲဘယ်လိုမျိုးလဲ လုံးဝဟိုအရင်လိုပုံစံမျိုးတွေမဖြစ်အောင်သူကနေမဲ့အနေထားမျိုးပေါ့နော်အဲ့တော့အနောက်ရှက်တွေအနောက်ရှက်တွေမရှိစေရအောင်နှစ်သားကြမှာလုံးဝဒီတစ္ဆာရှိရှိနဲ့ပဲသွားမယ်သူနဲ့သူရောကိုပေါ့နော်ကိုသူကလည်းတစ္ဆာရှိရှိနဲ့သွားမယ်ကိုဘက်ကလည်းတစ္ဆာရှိမှုကိုလည်းလိုချင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့တစ်ဖက်သူဝင်လက်ရှိ energy ကိုသိကြပါလေပဲစတာနော်အဲ့တော့တေချာကမျောနေနေတယ်ပေါ့နော်အဲ့တော့တင်းနဲ့မကြခင်စုံသွေးဖို့လေးပြန်ပြီးအဆက်တွေရဖို့လေး တော့သူတက်ဒီလိုမျိုးအဲသူကိုနဲ့ပတ်သက်တဲ့အကြောင်းလေးတွေးတောပြီးတော့မှ plan လေးစီစဉ်ထားတာလေးသူပြောပြခြင်းနေရပါတော့ပြောပြခြင်းသူရင်ထဲကနေအတိုင်းဒီမှာ desktop ရင်ပတ်ထမှာသူအဲရင်ပလေးမှာသူတင်းထားပြီးတော့မှသူဒီစကားလုံးလေးကိုသူ့ချပြခြင်းနေပြောပြခြင်းနေပေါ့အဲအဲ့လိုမျိုးတွေတွေးရတယ်အဲ့တော့တင်ချတာကသူတင်ချောင်းတွေတွေးနေရနော်သူချောင်းတွေးသူကတင်ချောင်းတွေးနေတယ်ချင်းချင်းတာတရားအရင်လိုပဲတင်နဲ့ပတ်သက်ပြီးတော့မှနှွေးထွေးမှုတွေသူ့ကိုပေးခြင်းနေလုံးပဲစစ်မှန်တဲ့ချင်းချင်းတာတရားကို ပြန်လည်ပေးချင်တာမျိုးဆိုအနေထားမျိုးတွေတွေ့ရတယ်။အဲ့တော့တစ်ဖက်သူတင့်ချောင်းလုံးဝတွေးပြီးတော့မှတင်းနဲ့ပတ်သက်တဲ့အကြောင်းတွေလုံးဝစဉ်းစားနေရယ်နော်အနေထားမှာဆိုရင်အဲ့တော့တစ်ဖက်သူနဲ့တင်းနဲ့ချောင်းမှာသူတစ်ဖက်သူကတော့ကိုယ့်ကိုဟောနော်ပြန်လည်ပြီးတော့မှလက်ခံစစ်ချင်တာမျိုးတွေအဲတွေ့ရတယ်ပေါ့နော်တချို့လေလက်မခံဘူးဆိုလက်ဆက်လက်ခံစစ်ချင်တဲ့အနေထားမျိုးတွေတွေ့ရတယ်ပါတယ်။အဲ့တော့ဒီမှာကြည့်ရတော့တင်းနဲ့ယောက်ျားမှာတော့ပြန်လည်ပြီးတော့မှ အဲအဆင်ပြေအဲအဆင်ပြေပြီးတော့မှတချို့လေးအဆင်ပြေတယ်လို့ရှိရှိရှိရဲဆိုရင်တော့အဲပြန်လည်ပြီးအဆင်ပြေပြီးတော့မှပေါ့နော်ညွန်လင်းချက်တက်စတာအတိုင်းပေါ့နော်ညွန်လင်းတဲ့အတိုင်းလေးတွေမကြခင်မှာပေါ့အဲဖြစ်လာဖို့လေးတွေတွေ့ရတယ်ဒါပေမဲ့နဲ့ထက်ခက်တိုင်းပေါ့နဲ့အချိန်လေးတော့နည်းလေးယောက်သားချက်မှာတော့အဲအချိန်လေးတွေအချိန်အနည်းငယ်ယူပြီးတော့နှိမ့်နိုင်ပြီးတော့မှသွားမယ်ဆိုတဲ့အနေထားလေးလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့တင်းတူကိုတွေ့နေလားဆိုရင်ကော်လက်တလေးတွေ့နေတယ်ရရှိသွားဖို့ရွယ်ချက်တွေ ကြီးကြီးမားလေးရှိရပေါ့နော်ရွေးချက်ကြီးကြီးမားလေးရှိပြီးတော့မှတွေးနေပြီးတော့မှ plan နေစီစဉ်နေရဆိုအနေထားလေးတွေးရတယ်နော်အဲ့တော့ quality လေးတို့ကတော့ဒီလောက်ပဲနော်အဲ့တော့ quality လေးရဲ့ဒီ video လေးကိုကျင်းတဲ့မလို့ပြောလဲပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့နောက် video မှာတွေ့ကြမယ်နော်ကျမ channel ကိုလည်း subscribe လုပ်ပေးပါအောင်နော်